အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်က ATW Engineering Group မိတ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့အားလုံးအတွက်အရေးကြီးတဲ့အကြောင်းအရာလေးတစ်ခုကိုပြောပြပေးသွားမှာပါပြီးခဲ့တဲ့2025ခုနှစ်မလ28ရက်နေ့မှာမြန်မာနိုင်ငံမှာလူခတ်သွားခဲ့တဲ့အင်အားဖိငလျင်ကြီးကြောင့်ကျွန်တော်တို့အားလုံးအတိုင်းမသိအစိတ်မကောင်းဖြစ်ရပါတယ်လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပြီးအဆောက်အဦတွေအခြေခံဆောက်အုံတွေလည်းထိခိုက်ပျက်စီးခဲ့ရတာဟာတကယ်ကိုရင်သာစရာပါပဲဒီလိုခြေကွေးပွဲတွေထိပြတဲ့အတွက် ATW Engineering Group မွေးကနေပြီးအလေးအနက်ထားပြီးဝါနဲ့ကြည်ကွဲရပါတယ်။ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်လည်းကျွန်တော်တို့တက်နိုင်သေးသေးအလူငွေတွေလူတန်းပြီးကယ်ဆယ်ရေးလုပ်ငန်းတွေမှာပံ့မိုးပေးခဲ့ပါတယ်။ဒါပေမဲ့ဒီလိုမျိုးအဖြစ်အပျက်တွေနောက်ထပ်မဖြစ်ရအောင် ကျွန်တော်တို့ဘာလုံးတင်လဲ။အဖြေကတော့ကြိုတင်ကာကွယ်ခြင်းပါပဲ။အထူးသဖြင့်အဆောင်အဦးတွေရဲ့တိဆောက်ပုံဟာငလျင်တန်းကိုခံလိုက်ဖို့အတွက်အသက်တမြတ်အရေးကြီးပါတယ်။ ATW Engineering Group မြိတ်ကတော့ နောက်တစ်ချိန်မှာမြန်မာနိုင်ငံသူနိုင်ငံသားတွေဟာဒီလိုဆုံးရှုံးမှုတွေထပ်မကျုံရအောင်ကျွန်တော်တို့ရဲ့နီးပီလီယာဗဟုသုတတွေကိုမျှော်ဝေပေးဖို့ရည်ရွယ်ထားပါတယ်။ဒါကြောင့်ငရင်တန်ခံနိုင်တဲ့အဆောက်အဦတွေတိဆောက်ဖို့စိတ်ဝင်စားတဲ့သူတွေအထွတ်မရှိမဖြစ်တည်ထားတဲ့ဆောက်လုပ်ရေးဆိုင်ရာနီးပညာတွေကိုအဆင့်ဆင့် video series အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အုံမိချဘုံကနေစပြီးတုံးတဲ့ PC တွေအဆောက်အဦဒီဇိုင်းပုံစံတွေအထိလက်တွေ့ကြကြနဲ့ လွယ်လွယ်ကူကူနားလည်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ရဲ့ Facebook page လေးကို like and follow လုပ်ထားဖို့မမိနေအောင်နော်။နောက်ထပ် segment စားစရာကောင်းတဲ့ video တွေအများကြီးလာအောင်မှာပါ။ကျွန်တော်တို့ ATW Engineering Group ငိတ်နယ်သူငလျင်တန်းခံနိုင်တဲ့အဆောက်အဦတွေအကြောင်းအတူတူလေ့လာပြီးလုံခြုံမှုရှိတဲ့အနာဂတ်ကိုတည်ဆောက်ကြရအောင်ဗျာ။